နပိုလီယန်ကအာနာသိမ်းဖို့လွတ်တော်ခေါင်းဆောင်၂ယောက်နဲ့ပူးပေါင်းပြီး၂ရက်အတွင်းအာနာအပြတ်သိမ်းဖို့စီစဉ်တယ်အရင်ဆုံးရဲချုပ်ကို စီယုံနိုင်ခဲ့လို့အာနာသိမ်းတဲ့နေ့မှာသူ့ရဲ့မျိုးဆောင်တက်တွေကိုတက်ဖြောက်ပေးထားပြီးမတိတလို့နေပေးမိတဲ့ဒါပေမဲ့ရဲချုပ်ကအာနာသိမ်းတာကြာရှုံးခဲ့ရင်သူ့စီအမှုမပတ်လာအောင်တစ်ဖက်မှာနပိုလီယန်ကိုဖမ်းဖို့စာကိုကြိုးထုတ်ထားလိုက်တယ်အာနာသိမ်းတဲ့နေ့မနက်၄နာရီမှာနပိုလီယန်အိမ်မှာလူစုကြတယ်ဒါပေမဲ့တချို့လူကြီးတွေကမရောက်လာတဲ့ အတွက်တစ္ဆာဖောက်သွားတာလားဒါမှမဟုတ်လက်သွေးမှာသွေးကြောင်သွားတာလားဆိုပြီးအားလုံးကစိုးရိမ်လာကြတယ်အဲ့ဒီအချိန်မှာနပိုလီယန်ကရှေ့ဆက်ဖို့ဆုံးဖြတ်လိုက်တယ်မနက်9နာရီမှာတပ်ကိုမြို့မှာအရင်ဖြန့်ကျက်ထားလိုက်ပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်တဲ့ခေါင်းဆောင်၅ယောက်တီရှိရာရုံးချုပ်ကိုစဝိုင်းလိုက်တယ်နပိုလီယန်ရဲ့စီစဉ်သားတဲ့အတိုင်းအဲ့ဒီထဲကခေါင်းဆောင်၅ယောက်ကရာထူးကနေအရင်နှုတ်ထွက်ပြလိုက်တယ်ပြီးတော့ကျန်တဲ့၃ယောက်ကိုလည်းသူ့လိုလိုက်နှုတ်ထွက်ဖို့အတင်းအကျပ်လက်မှတ်ထိုးခိုင်းတယ် အဲ့ဒီမှာတယောက်ကဘာမှပြန်မပြောဘဲနဲ့လှဲ့ထွက်သွားပြီးအခန်းထဲကိုဝင်သွားတယ်ပြီးတော့ရေစလုံးထဲမှာအေးအေးဆေးဆေးနဲ့ရေစိမ့်နေပါရောတဘောကတော့သူ့စီကိုလာပြီးအပေးအယူလုပ်ဖို့ကမ်းလှမ်းနေတာပါအချောင်းတီတယောက်ကသူ့စီကိုသွားပြီးအယောင်းအဝယ်စတင်တော့ငွေကြေးတစ်ခုနဲ့တဲ့သွားပြီးသူ့ရဲ့လက်ရှိပိုင်ဆိုင်မှုတွေကိုမထိဘူးဆိုတော့မှလက်မှတ်ထိုးပေးကတိတ်တဆိတ်ထွက်သွားတော့တယ်ကြံတဲ့နှစ်ယောက်ကတော့အပြင်းထန်ကန့်ကွက်နေတာကြောင့်နောက်ဆုံးမှထိမ့်သိမ်းခံလိုက်ရတယ်ပထမနေ့ ေ့မှတင်ပြိုင်ဘက်နဲ့စန့်ကျင်သူအားလုံးကိုဓားဆက်စီပို့လိုက်တော့တာဒုတိယနေ့မနက်၄နိုင်မှာနပိုလီယန်ကလွှတ်တော်ကိုထိန်းချုပ်ဖို့တပ်နဲ့ဝိုင်းထားလိုက်တယ်နေ့လယ်တနင်္လာမှာလွှတ်တော်စတော့နပိုလီယန်ကိုအစိုးရလို့လက်ခံမလားဒါမှမဟုတ်ယာဇဝတ်သားလို့ကြေညာမလားဆိုတာကိုမဲခွဲပြီးဆုံးဖြတ်တော့မှာဖြစ်တယ်အပြင်းထန်ညင်းခုန်ကြရင်မဲခွဲဖို့ကြန့်ကြာနေချိန်မှာအပြင်းမာစောင့်နေတဲ့နပိုလီယန်ကစိတ်မရှိနိုင်တော့ပဲလွှတ်တော်တဲကိုဝင်ရောက်လာပါလိရောအဲ့ချိန်မှာသူ့ကို လှမ်းမေးလိုက်တာကဒါဆိုငါတို့ကဘာဖြစ်သွားမှလဲနပိုလီယန်ကပြန်ဖြေလိုက်တယ်မင်းတို့တွေကိုယ်တိုင်ကဖြက်စီးပစ်လိုက်ပြီလေကိုဖက်ပါအောင်မလုံနိုင်ဘူးဆိုရင်တောင်မှရန်သူဖြစ်သွားအောင်တော့မပြောသင့်ပါဘူးပြီးတော့မဲစီကအဖြေထွက်လာတာကိုမစောင့်နိုင်တဲ့အပြင်သူမကျွမ်းကျင်တဲ့နိုင်ငံရေးနယ်ပယ်ထဲမှာဝင်စွာလိုက်တာကြောင့်အလုံးကအော်ဟစ်ပြီးကန့်ကွက်နေကြတဲ့အတွက်အပြင်ကိုထွက်လာတော့တဲ့ဆက်ပြီးသူကအထက်လွတ်တော်စီကိုသွားပြီးတော့ဘာကြွေးကြော်လိုက်တယ်လဲဆိုရင်ငါကအောင်မြင်မှု ှုတွေယူဆောင်လာပြီးတဲ့စစ်နက်ဖျားဆိုတာကိုမမေ့ကြနဲ့သူ့ရဲ့အာနာရှင်ဆန်မှုကြီးကိုအလုံးရဲ့ရှိမှပြသလိုက်သလိုဖြစ်သွားတာကြောင့်ဝိုင်းဝန်းစန့်ကျင်ကြပါလေရောနပိုလီယံနဲ့အပြန်အလှန်ညှင်းခုန်နေကြရင်ကိုထိလက်ရောက်ဖြစ်လာကြတဲ့အတွက်ကိုရန်တော်တပ်ကဝင်ရောက်လာပြီးမိုးပေါ်ထောင်ပစ်ကသူ့ကိုခေါ်ထုတ်သွားတော့တယ်လွတ်တော်ရှိမှဒေါ်တာထွက်နေတဲ့နပိုလီယံကတပ်ကိုအမိန်ပေးလိုက်ပြီးရှေ့ကိုခြေတက်လာတယ်အဲ့ဒီမှာအဆောင်တွေက ဝင်ခွင့်မပေးတာကြောင့်ထိတ်တိုက်တွေ့ကြပါလေရော ော့ရင်ဆိုင်တိုက်ပွဲဖြစ်မယ်ဆိုရင် အဆောင်တွေကရှုံးမာကိုတိပေမဲ့လုံးဝဖယ်ပေးမှာမဟုတ်ပါဘူးအเจ้าကအဆောင်ကမဆောင်ဘူးဆိုရင်တိတ်ခါမဲ့သွားမှာကြောင်းဖြစ်တယ်အဲ့ဒီအချိန်မှာလွတ်တော်တွေကတယောက်ဟာအပြင်ထွက်လာပြီးတော့အထဲမှာလက်နက်ကင်ပြီးတော့တောင်းချမ်းနေကြတယ်ဆိုပြီးလိန်ပြောလိုက်မှအဆောင်တွေကလမ်းဖယ်ပေးတော့တယ်သူတို့ကနိုင်ငံရေးသမားရဲ့စကားကိုယုံလို့ဖယ်ပေးတာမဟုတ်ပါဘူးနှစ်ဖက်စလုံးသင်းမာနေတဲ့အချိန်မှာဂျားလူကဝင်ရောက်လာပြီးလိန်ပြောနေတာကိုသူတို့ကယုံချင်အောင်ဆောင်းလိုက်တာကြောင့်တိုက်စစ် ရာမလို့တော့ပဲအသာတကြီးဖယ်ခွင့်ရသွားတာပါချစ်ချင်းနပိုလီယံကတက်နဲ့အထဲကိုဝင်သွားပြီးပြင်မိန်ပေးလိုက်တာကြောင့်အနှဲငယ်တာထွက်ပြေးလွတ်မြောက်သွားတာပါနောက်ဆုံးတော့ဗတင်းပေါင်းနဲ့ခြံစည်းအိုးပေါ်မှာအဖိုးတန်နဲ့အယောင်တောက်တောက်ဝိယုံတွေကဒါတင်ကြံရစ်ခဲတာပါအာနာသိမ့်ပြီးတာနဲ့သူတို့ကိုထောက်ခံတဲ့လူအနှဲငယ်နဲ့ဒါလွတ်တော်ကိုပြန်ဖွဲ့စည်းလိုက်ပြီးတော့နပိုလီယံနဲ့အပေါင်းအပါနှစ်ယောက်ကပြင်သစ်ကိုတဖန်အုပ်ချုပ်ကြတယ်ဒီတစ်ချိန်တော့သူတို့၃ယောက်ကအချင်းချင်းပြန်သွယ်ကြ ြတာမျိုးမဟုတ်ပဲနပိုလီယံရဲ့အရှင်အဝါကြောင့်ကြံတဲ့နှစ်ယောက်ကအနောက်မှာကြံခဲ့ပြီးသူ့အလိုလို꽌ပျောက်သွားတာပါပြင်သစ်ရဲ့အာနာရှင်ဖြစ်လာတဲ့နပိုလီယံကနိုင်ငံအားလုံးကိုတောင်စစ်ကြင်ညာတဲ့အထိအသင့်ရဲလာပြီးတော့ဘယ်လိုကျူးကျော်မလဲဆိုတာကိုနောက်အပိုင်းမှာဆက်ပါမယ်